ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ပြောပြပေးသားမယ့်ပုံမြင်လေးကတော့မိဘဂျေစုကိုတည်တတ်တဲ့သားလိမ်မာလေးနဲ့မရင်သမီးတော်တို့ရဲ့အကြောင်းကို ပြောပြပေးသားမှာပဲဖြစ်ပါတယ်ရှင်။အလိုလေးလေးအမေကျွန်တော်ဘာတွေကြားနေရတာလဲ။အမေကအမြဲတမ်းဒီလိုပဲဗျာ။အမေဘာတွေတွေးနေရလဲဗျာ။သားရဲ့အမေဘာများလုံးမိလို့လဲ။ဘာလို့ရုတ်တရက်ကြီးအမေကိုလာပြီးတော့ငေါက်နေရတာလဲကွယ်။ အမေဘာသာပြန်စဉ်းစားကြည့်ပါဦးအမေမှာဒီသားတယောက်နဲ့ချွေးမတယောက်ပဲ ရှိတာကိုဘာလို့တင့်တင့်မြဲမြဲမနေနိုင်ရတာလဲဗျဘာလို့လဲသားအမေကသားနဲ့ပဲနေမှာလေဘသူစီမှာသွားမနေခြင်းဘူးကွယ်ဘာကိစ္စအမေကအပြင်လူတွေအတွက်ထဲ့စဉ်းစားပေးရမှာလဲအမေတီးလိုက်ပါပြီသားကအခုဆိုအိမ်သားတွေထက်သစိမ်းတွေကိုပို့ပြီးတော့ဦးစားပေးနေပြီပဲဘာကြောင့်များမနဲ့စောစော အမေကိုလာငေါက်နေရတာလဲကွယ် အမေကကျမအပေါ်ဆိုမကောင်းဘူးလေကျမကိုနှင်းကြတဲ့မိသားစုကလာတယ်ဆိုပြီးတော့အမြဲတမ်းပြောတယ်အမေကရောအရန်တွေမြင့်မြတ်တဲ့မိသားစုကလာတဲ့ထင်းနေရလားနားထောင်မေးကျွန်တော်ရှင်းရှင်းပဲပြောမယ်ကျွန်တော်မိမကိုဒီလိုမျိုးစော်ကားပြောတာမျိုးတွေဆက်လုပ်နေမယ်ဆိုရင် အမေဒီအိမ်မှာဆက်နေဖို့ခက်ခဲလိမ့်မယ်ဟုတ်တယ်ရှင့်အမေမသွားရင်ဒီနေ့ပဲကျမကဒီအိမ်ပေါ်ကနေဆင်းတော့မယ်အိုးအချစ်လေးရယ်ဘလို့များပြောလိုက်တာလဲ မင်းကကို့အတွက်အရာရာပါမင်းမရှိပဲကိုဘလို့ဆက်နေရမလဲကောင်းပါပြီသားတို့သမီးတို့ရဲ့မင်းတို့ပဲဒီအိမ်မှာဆက်နေခဲ့ကြပါ အမေထွက်သွားပါမယ်အမေဘယ်တော့မှပြန်မလာတော့ပါဘူးဟာကြည့်ပါဦးမထွက်တဲ့မျက်ရည်ကိုညှစ်ချနေပြန်ပြီငိုချင်အောင်ဆောင်းလိုက်တော့ရှင့်အမေကိုပြန်တနာနေမှာပေါ့နော် မဟုတ်တာဘလို့ဝဲနေနေအမေကိုအိမ်မှာဆက်ခေါ်မထားတော့ဘူး သားတို့နေပြောပါစေအမေသွားတော့မယ်အောင်ကြီးတို့မိသားစုကအဲ့ဒီလိုမျိုးစိတ်ညစ်စရာ ကောင်းပေမဲ့လေတီဟာတို့သားအမိကတော့ကြည်နူးစရာကောင်းလာပါတယ်အမေရေသားအလုပ်သွားတော့မယ်သားပြန်လာရင်စားဖို့သားအတွက် ထမင်းပူပူဟင်းပူပူပြင်ထားပေးုံနော်အေးပါသားရေသားကလည်းအမြဲအလုံးမအလုပ်ပဲလုပ်နေတော့တာပဲဘလောက်ထိဒီလိုအလုပ်တွေကြီးပဲလုပ်နေမှာလဲအော်အမေရေ တားမလုံးမလို့ရင်တားတို့တမင်ဘလူစားကြမလဲအမေကိုတားရှာကျွေးရမှာပေါ့ဩဒီကလေးနဲ့အမေက အသက်ကြီးလာပြီကွအမေပဲချိန်ဒီတားအတွက်တမင်ချန်ရင်ချက်လုံနေရမှာလေအမေကိုအိမ်အလုပ်တွေ လုပ်ခိုင်းရတယ်ပေါ့ဟုတ်လားဟာဗျာတားမအိမ်ကူခေါ်ပေးလောက်တဲ့ဒီပတ်စံမရှိဘူးလေအမေရဲ့တားပောက်တက်ကြရီပြောမနေနဲ့တော့ဘယ်ချိန်ဒီတမင်ချက်လုံနေရမှာလဲဆိုတာကအ အမေပြောချင်တဲ့သဘောကတားကိုအိမ်ကူခေါ်ခိုင်းနေတာမဟုတ်ဘူးချစ်စရာချွေးမလက်လာလေးတယောက်ခေါ်လာခဲ့ပေးဖို့ပြောနေတာတော်တော်ပါပြီဗျာချွေးမရောက်လာရင်အိမ်ထဲမှာရန်တွေဖြစ်စကားတွေများပြဿနာတွေတက်ကုန်မှာဒီလိုမျိုးတွေကျွန်တော်မလိုချင်ဘူးဗျဘာရီပြောနေရလဲတားရဲ့ချွေးမခေါ်လာတာကဘာကိစ္စစကားများရန်ဖြစ်ရမှာတော့အမေကအခုပုံစံအတိုင်းကိုဘာသာအေးစင်းနေပါ ပြက်တနာကိုမိခွက်ထွန်းပြီးတော့မရှာကျင်စမ်းမှနေဗျာငါသားကတော့ရီရတယ်ဟိမိမအားလုံးကဘဲတူရမလဲလိမ္မာရေးချရှိတဲ့မိမကောင်းလေးတယောက်ကိုရွေးပြီးတော့ခေါ်လာခဲ့ပေါ့ဟုတ်ပြီဗျာဟုတ်ပြီရှာပေးပါမင်း အခုတော့သားအလုတ်သွားလို့တော့မင်းကောင်းပါပြီကွယ်ဒါဖြင့်သားသွားပြီနော်ပြောဦးလေကြီးဘဲသွားမလို့တော့ဗျအမေ ိုးဘွားကြီးရဲ့အမေတူသားပါလားကွာဘဲတော့တာပေါ့မင်းလောက်ပါလားမဟုတ်ပါဘူးဦးကြီးရဲ့ဦးကြီးနန်းတော်စီသွားမလို့လားလို့မေးတာပါဗျအဲ့တော့ဘာဖြစ်လဲမင်းလိုအလို့အကိုင်းမရှိလက်ရလက်ရလုံနေတာမဟုတ်ဘူးဟုတ်တယ်ငါနန်းတော်စီသွားမလို့ဒါနဲ့မင်းမိကအချိုးတိတ်အစ်စင်မပြေဘူးနော်နင်းနေပါပါကြည်ထင်းလိုက်အောင်အမေကကျွန်တော်ကိုကြည့်မရဘူးဒါကြောင့်အမေကိုအိမ်မှာမနေခိုင်းတော့ဘူးလေဗျာ စိတ်ဆိုးလွန်းလွန်းနှင်းချလိုက်ပြီဟာမင်းအမေကဘာလို့အိမ်မောကစင်းခိုင်းရတာတော့ကျွန်တော်မိမကိုနေတိုင်းညတိုင်းအတိတ်ပဲမရှိရရင်လည်းစကားပြောနေတယ်ဗျာကျုံလဲသီးမခံနိုင်တော့တာနဲ့အိမ်မောကနေစင်းခိုင်းလိုက်တာအမလီကောင်းရောပဲမင်းကိုစူးချတဲ့နဲ့စူးချမယ်ဆိုလဲကောင်းတာပေါ့ဗျာအခုတော့ကျွန်တော်မိမလေးပျော်သွားအောင်လို့သူ့အတွက်လက်ဆောင်တစ်ခုခုသွားဝယ်ပေးလိုက်ဦးမယ်ဗျို့ အေးပါအေးပါငါလည်းသွားပြီဟဲ့။အင်းငါ့အတွက်သူ့မိမကအသုံးဝင်နေလို့ဆိုရမယ်။ခွေမဲပေါ့ဒီအခွင့်အကောင်းကိုငါအသုံးချရမယ်။ဒီကိစ္စတွေမတိုင်ခင်အချိန်ကပေါ့ကွယ်။အရှင်မင်းကြီးဘာကိစ္စများလဲအမေ ਓ ဒီအသက်ရွယ်မှာရုတ်တရက်ကြီးနန်းတော်တွေကိုဘာအရေးကိစ္စကြောင့်ရောက်လာတာပါလဲ။တိုင်းစရာရှိလို့ပါအရှင်မင်းကြီး။ ကျွန်တော်မျိုးမရှောက်တင်နာတွေကိုအဆုံးမမြင်ပါနဲ့။ဘာဟုတ်တိုင်မှလဲအမေကိုပြောပြပါဟုံး။အရှင်ရဲ့ဝင်ကြီးတယောက်ကလူကောင်းတယောက်မဟုတ်ပါဘူး။အရှင်ရဲ့နာမည်သုံးပြီးတော့ရွာကဈေးဆိုင်တွေစီကနေပတ်ဆက်တွေအတင်းလိုက်ကောက်နေပါရဲ့။ဘလို့ဘာဟုတ်ဆိုလိုတာလဲအမေကိုယနေ့အချိန်ထိဒီအချောင်းကိုဘသူကမှစောရကမတက်သေးဘူး။အရှင်မင်းကြီးရဲ့ဝန်ကြီးကလူတိုင်းကိုကြောက်အောင်ခြောက်ထားတာကြောင့်ဘသူကမှမပြောရကြပါဘူး။ လူတိုင်းမှာမိသားစုရှိတယ်လေဒါကြောင့်မဲမိသားစုထိခိုက်မှာကြောက်လို့အရှိစီကိုလာမတိုင်ကြတာပါအော်ဝင်းကြီးပဲလာပါဦးကျုပ်ဝင်းကြီးရဲ့တရင်တွေကြားနေရတယ်ဝင်းကြီးကကျုပ်နာမည်ကိုသုံးပြီးတော့စင်ရဲသားတွေစီကနေအတပြားတွေကောက်ခံနေဆိုပဲအရှင်ဟိုဒီလိုတရင်အမမျိုးဘသူများရှောက်တင်มาတလဲဒါကတရင်မမဟုတ်ဘူးအမှန်တိုင်းပြောနေတာ ရွာကလူတွေခေါ်လာရင်တော့တက်တွေတွေအကုန်ပေါ်လာပါလိမ့်မယ် အရှင်မင်းကြီးကျွန်တော်မျိုးရှောက်တင်တာကိုနားထောင်ပေးပါဦးတော်စံဘာတခွမမဟာနဲ့ဝန်ကြီးစာကြုတ်ရှက်ရုံမိတယ်ရွာသားသူစင်းရဲတွေစီကားမှကြုတ်နံမဲကိုတုံးပြီးတော့အတက်ပြားတွေကောက်ရတယ်လို့ရှက်စရာပဲအတင်းရဲ့ဒီလုံးရက်ကအတင်းရဲ့ဂုံတိတ်ခါတွေကိုညှိုးနှမ်းစေတယ်ဒီနေ့ပဲအတင်းကောက်ထားတဲ့ငွေတွေကို သူတို့စီကို ပြန်ပေးလိုက်ပါ မဟုတ်ရင်တင့်ကိုနန်းတော်ကနေနှင်ထုတ်ပြမယ်နားလေသလား ခုချက်ချင်းလှုပ်ဆန်းမှန်လားပါရှင်မင်းကြီးယေຊုပြုပြီးခွင့်လွှတ်တော်မူပါဒီလိုအမမျိုးထပ်မလုံးမိအောင်နေပါမယ်ဘယ်တော့မှမလှုပ်ဘူးလို့လည်းဂရုပေးပါတယ်ကောင်းပါပြီဝန်ကြီးလည်းကို့အမားကိုတိပြီဆိုတော့သွားလို့ရပြီမင်းကိုလှုပ်မပေးနိုင်ဘူးအဖွာကြီးတနေ့မင်းကိုဒီတိုင်းမိကနေရအောင်နှင်ထုတ်ပြမယ်ဟုတ်ပြီဒီနေ့တော့အလုတ်စင်ပြေတယ်စိတ်ရောကိုရောနှစ်ထားလိုက်တာ အခုတော့အမေချက်ပေးတဲ့ထမင်းဟင်ပြန်စားရတော့မယ်။စားပြီးရနဲ့အိပ်ပြီးပဲဟဲ့။အမေကသစ်ပင်အောင်မှာဘာလုပ်နေရလဲ။နည်းနည်းတော့ထူဆန်းနေ။တေချာသွားပြီးတော့ကြည်လိုက်အောင်မယ်။အိုးတခြားမိမတယောက်ပဲ။ငါကငါ့မိထိုင်းနေတယ်ထင်လိုက်တာ။အမေကိုဒီမှာတယောက်တည်းဘာထိုင်လုပ်နေတာလဲဗျ။ပြက်တနာတစုံတရာကြုံခဲ့ရလို့လား။အမေကအဝေးတနေရာကနေလာခဲ့တာပါ။ အခုအမေကိုလမ်းလျှောက်ဖို့အားမရှိတော့လို့ဒီမှာခဏထိုင်းနေတာပါ ဟုတ်ကဲ့ပါ အမေကိုကဘဲကူသွားမှလေးဗျအမေမှနေစရာသွားစရာ မရှိပါဘူးကွယ်အမေသားနဲ့ချွေးမက အမေကိုအိမ်ပေါ်ကနေနှင်းချလိုက်တာပါဒီနေ့အမေအိမ်ကနေထွက်လာခဲ့ပြီးတော့ဒီကိုရောက်လာတာပါအိုးအမေရဲ့ခက်ခဲလိုက်တာဒါဆိုအမေကိုဒီနေ့တနေ့လုံးဘာအစားမှမစားရသေးဘူးပေါ့ကျွန်တော်ရင်လိုက်ခဲ့ပါ လာလား တိုင်းရင်ကိုအမေကဘာလိုက်လို့ရမှာလဲကွယ်အမေဒီမှာပဲထိုင်နေပါမယ်မဟုတ်တာအမေရဲ့ဒီနေ့ကစပြီးတော့ကျွန်တော်အိမ်မှာပဲနေပါအမေမှာနေစရာနေရာမှမရှိရဘူးအမေလည်းအသက်ကြီးပြီလေကျွန်တော်အမေလည်းအိမ်မှာရှိတယ်ကျွန်တော်အမေနဲ့အတူတူအိမ်မှာနေကြပါဗျာအဲ့ဒီလိုနေဖို့အဆင်ပြေပါမလားတားရဲ့အိုးအမေရဲ့ဘာမှမဖြစ်ပါဘူး ကျွန်တော်နဲ့သာလိုက်ခဲ့ပါဒီလိုနဲ့တီဟာက အဖွားဟိုကသူ့ရဲ့အိမ်ကိုခေါ်သွားပါတော့တယ်မင်္ဂလာပါဘုရင်ကြီးနှုတ်ခွန်းဆက်သရပါတယ်ဘုရင်ကြီးကောင်းပါပြီဘာဖြစ်လာတာလဲဝန်ကြီးဒီနေ့မှဘာလို့အတန်ကျဲကျဲနဲ့အော်နေတာလဲအထွေထူးတော့မဟုတ်ပါဘူးကျွန်တော်မျိုးအရင်ကဒီနေ့လောက်ထိမပြောဘူးလို့ပါအရှင်မင်းကြီး ကျမ်းမှကျမ်းသာပါစေဟုတ်ပါပြီ ဝန်ကြီးပြောင်းမြူးနေတာကိုလည်းမြင်ပါတယ်။ဒါပေမဲ့မင်းကျင်နာကဘာကိုဒီလောက်ထိပြောနေရတာလဲ။လူတွေစီကနေငွေတွေထက်ကောက်လာပြန်ပြီလား။ဟိုးဘလုံးများ ပြောလိုက်တာပါလေအရှင်မင်းကြီး။ဟုတ်တယ်လေ။အတင်ရင်နှုံးကလှုပ်ခဲတဲ့အမားတွေကိုပြန်လှုပ်နေပြီလား။မလှုပ်ပါဘူးမင်းကြီး။အဲ့ဒီချိန်တုန်းက ကျွန်တော်မျိုးအမြင်မရှိခဲ့လို့ပါ။ကျွန်တော်မျိုးနားမလဲသေးလို့ပါ။ စကားမဆက်ကုသိုလ်ကောင်းမှုတစ်ခုလုပ်ဖို့ကျွန်တော်မျိုးအရှင်မင်းကြီးစီကနေငွေတောင်းခံခွင့်တောင်းချင်လို့ပါ။ဘာကုသိုလ်များလုပ်မလို့လဲပြောပြပါဘလို့ကုသိုလ်လုပ်ချင်လို့လဲ။ရွာသားတွေကစားအရှင်မင်းကြီးကို လက်ဆောင်တစ်ခုဆက်တာခြင်းပါတယ်။ဒါပေမဲ့ကျွန်တော်နာမည်ကိုမဖော်ပြပဲရွာသားတွေရဲ့နာမည်ကိုသာအလူမတန်းမှာဖော်ပြမှာပါ။ ဆင်းရဲတဲ့လူတွေစီကအလှငွေကောက်ခံပြီးတော့ကျောက်ကဘာလို့ရမှာလဲကျောက်မှာတခုခု ချို့တဲ့နေလို့လားအဲ့လိုမဟုတ်ရပါဘူးရှင် အတိတ်ကကိစ္စတွေကို မေးလိုက်ပါတော့အမှတ်တညာမထားပါနဲ့တော့ပြည်သူတွေရောအစဉ်ပြေကြရဲ့လားတနေရာရာမှာတစုံတရာပြဿနာတက်သေးလားမရှိပါဘူးအရှင်မင်းကြီးဒီအကြောင်းရင်းကြောင့်ပဲကျွန်တော်မျိုးဒီနေ့ပျော်မြူနေတာပါကျွန်တော်မျိုးရဲ့စိတ်ဒုက္ခတွေအဆုံးသတ်သွားခဲ့ရလို့ပါ ကောင်းတာပေါ့ပြောအောင်သာနေပါဒီတိုင်းပြည်မှာဘသူမှဝမ်းမနည်းစီရဘူးကျုပ်ဒီမှာရှိနေတည်းတော့ဝမ်းနည်းစီရမရှိစီရဘူးတပတ်မှာတော့မိခင်ကိုနှင်ထုတ်တဲ့အောင်ကြီးလင်မယားကတော့ပြဿနာတွေတက်နေကြပါတယ်ရှင်ဒီအကြောင်းကိုလုံးဝမစင်စားသင့်တော့ဘူးရှင်ပါဖြစ်နေတာလေကြည်နေတာကြာပြီနော်အဲ့ဒီနေ့တွေကခုထိထိုင်ပြီးတော့တမိုင်မိုင်တထွေတွေနဲ့ဘာစကားမှလည်းမပြောဘူးဘာဖြစ်နေရလဲပြောစမ်း ကိုကိုမိတော့စိတ်မကောင်းဖြစ်မိလို့ပါ အမေကိုဒီလိုမျိုး နာကျင်အောင်မပြောခဲ့တင်ဘူးအော်ရှင်ကရှင့်မိချောင်းကိုစဉ်းစားနေတုံးမေးလားရှင့်မိကတော့သူ့ဆွေမျိုးတွေအိမ်မှာစားကောင်းတောက်ဖွဲ့ရင်းနဲ့ရှိနေရောပေါ့ရှင်ကသာဒီမှာ ထမင်းအောင်နတ်မအောင်မစားနိုင်ဖြစ်နေတာဘလို့လောက်ပြီးရောဖြစ်နိုင်မှာလဲအမေကဆွေမျိုးအိမ်တွားနေမှာလေလားငါတော့မယုံကြည်ဘူးကွာ ရှင်းပါသာယုံကြည်ယုံမယုံကြည်နေဘာမှမတူကျမပြောမယ်ဒီမှာရှင်းထိုင်ပြီးတော့ဘာလုံးမှမလုပ်ဘူးဆိုတာတော့အမှန်ပဲအိမ်မှာစားဖို့ဘာဟင်းဒီဟင်းရွက်မှတောင်မရှိ ရှင်းနားထောင်နေရဲ့လားဒီမှာ အသီးရွက်ဝဲဖို့တောင် ကျမလက်ထဲပတ်စံတပြားမှမရှိတော့ဘူးရှင်းကဒီမှာငုတ်တော့ထိုင်နေတော့မေးလားကျမတည်ရဲ့ရှင်းကသုံးစားလို့ကိုမရအလုတ်ကိုလည်းဘာတခုမှမဲမဲရရရှင်းကမလုပ်ဘူးပဲရော့ဒီမှာပတ်စံယူထား ဟေးမြားလိုက်တဲ့ပတ်စံတွေပါလားမင်းဘယ်ကနေရလာတာလဲဘယ်ကနေရရပေါ့ရှင်တိစရာလို့လို့လားဒီပတ်စံကိုယူပြီးတော့ဈေးသွားပြီးရင်ဝဲစရာရှိရဝဲပြီးတော့ပြန်လာခဲ့အသားပါဝဲခဲ့နော် ကြာတင်ငွေကို တွက်ကြည့်မနေတော့နဲ့ငါတို့မှပတ်စံရှိပြီတော်သေးတာပေါ့အခုသွားတော့လေချက်ရပြုတ်ရအောင်မနဲ့နောက်တောင်ကြာနေပြီ ေးပါကွာအေးပါတွားမယ်တွားမယ်အခုပဲတွားလိုက်မယ်ဟုတ်ပြီလားဒီပတ်စံဘဲကရလဲဆိုတာဟုတ်တော့ဘာကြီးပဲဖြစ်နေနေငါသူ့ကိုပြောပြစရာမလိုဘူးသူဘလုံးမင်းမင်းငါဖြေမှာမဟုတ်အရန်ချစ်ကြတဲ့တီဟာတို့တားမိညောက်ကတော့အမေတားလှုပ်သွားတော့မယ်နော်မင်းကမိစကားကိုနားမထောင်ဘူးပဲ မေကတားပြန်လာမှဆက်ပြီးတော့ဆွေးနေကြမယ်လေ။တားသွားတော့မေဗျာသွားပြီသွားပြီ။ဘာဖြစ်လို့လဲညီမရဲ့ညီမရဲ့တားလေးကတိတ်ကိုလေးမှပါတယ်။သူကညီမစကားနားမထောင်မှုဆိုတာကဘလို့ကြီးလဲ။ဒါကဘလို့ပြောရမလဲအမရဲ့။တားကအရွယ်ရောက်နေပြီလေ။ညီမကတားကိုချွေးမလေးရှာပြီးတော့အိမ်ခေါ်လာခဲ့ဖို့သူ့ကိုပြောနေတာ။ ိုင်မဲသူကကျမစကားကိုနားမထောင်လေဟုတ်တာပေါ့ချွေးမလေးတယောက်တော့ညီမလေးအိမ်မှာရှိတင်နေချွေးမလေးမရှိတော့အိမ်ကဟာတာတာဖြစ်နေတာသူကမိမယူဖို့ကြောက်နေရလေဒါပေမဲ့ညီမရဲ့ချွေးမအိမ်မော်ရောက်လာပြီးမှအမားတို့နေရာလုံးကိုအိမ်မော်ကနေနှင်ချနေပါအောင်မယ်မိန်းကလေးတိုင်းကတော့မတူဘူးလေမရဲ့အဲ့ဒီလိုချွေးမစိုးကိုတော့ဘသူကမှမလို့ချင်ဘူးပေါ့ ဟုတ်ပါတယ်အမအကြောင်းကြားတော့လေစိတ်မကောင်းဖြစ်မိပါတယ်အမကိုဒီလိုအိမ်မော်ကနေနှင်ချတယ်ဆိုတော့လေညီမလေးရဲ့သားနေတာမတွေ့ခဲ့ရင် အမကဒီနေရာမှာအသက်ရှင်နိုင်မှာမဟုတ်ဘူးအမကနေပူပူကြီးမှာအကြာကြီးချင်းရင်လမ်းလျှောက်လာခဲ့ရတာဟုတ်တယ်ကျမသားလေးကအရန်ကိုကျင်နာတတ်တာရှင်အမဲလဲကူညီတတ်တယ်လူချင်းချင်းလဲကိုချင်းစားတတ်တယ်ကျင်နာတနာတတ်တာကောင်းတဲ့အရာပါပဲ ဖះကလည်းလူကောင်းတွေကိုချစ်မြတ်နိုးတယ်။စေတနာကောင်းရင်တော့ကံကောင်းပါပါ။ကဲကြပါအောင်ရှင်တရားရောက်ရှိရင်ကူညီကြပါအောင်။ကျမကိုဒီမွေရန်ကနေကဲတင်ပေးကြပါ။ဟေးဘဒုတန်လေးဟာဒီတော့ကြီးထဲမှာဘသူက အော်ဟစ်နေတာပါလေ။ဒါကပါလေ။မွေတကောင်ကမင်းကလေးစီကိုတက်တက်သွားပြီးရောရှမ်းမှုနေတာပဲ။မဖြစ်ဘူးမဖြစ်ဘူး။ငါချက်ချင်းမင်းကလေးကိုကဲ့ပြီးမှဖြစ်မယ်။ ရှင်ကျမကိုကဲလိုက်တာပဲဒီနေ့တော့ကျမတည်ပြီးလို့တောင်ထင်းနေရတာဒါနဲ့မင်းကဘာတူလဲဒီနေရာကြီးမှာတယောက်တည်းဘာလာလောက်တာလဲကျမကအိန်းကြီးချင်းတိုင်းမီကဘရင်သမီးတော်တပါပါဒီနေ့ကျမတော်တယ်လာလေပတ်ကြည့်တာလေကျမတို့တိုင်းမီမှာဒီလိုတော်အမျိုးမရှိဘူးလေဒါကြောင့်လာခဲ့တာပါအခုတော့မင်းတွေ့ပြီမလားဒီလိုတော်နဲ့တွေ့တယ်မင်းတယောက်တည်းမလာတင်ဘူးနေရာအနှံ့ကအန်နီယယ်တွေကြုံရနိုင်နေကွာ ကျမလည်းနန်းတော်ထဲမှာအမြဲမနေလိုဘူးလေ။ဒါကြောင့်မေတော်နဲ့စကားများပြီးတော့ဒီကိုထွက်လာခဲ့တာ။ဖြစ်ချင်တော့ဒီတောထဲမှာအစိတ်ရှိတဲ့မျိုးတွေစုံနေအောင်ကိုရှိနေတော့တာပဲ။ကန်တီပင်လို့သာပေါ့။ကျုပ်ဒီကိုလာခဲ့တာကန်ကောင်းသွားတယ်။မောင်ရင်မွေးကမင်းကိုအန်ရည်ပြုလို့မင်းထိခိုက်နေလောက်ပြီ။တကယ်ပါပဲ။မင်းကဒီတိုင်းမိကမဟုတ်ရင်တောင်းအပ်ပြီးမှကိုကျွန်တော်ခေါ်ထုတ်သွားပေးပါမယ်။တပတ်တိုင်းမိကမင်းသမီးလေးရဲ့နန်းတော်မှာတော့ ီဘုရားကမင်းကလေးငယ်တရားကိုတော့မထိနိုင်ဘူးလားအခုပါဆက်လုပ်ကြမလဲကျမသူ့ကိုချိန်ချိန်တားပါသေးတယ်ဒါပေမဲ့ तू ကနားမထောင်ဘူးလေကျမသူ့ကိုခဏလေးလွတ်လိုက်မိတာအဲ့ဒီချိန် तू ကထွက်သွားလို့ပါအင်းဒါကငါအမှားလေးပါပါတယ်တမီးတော်လေးကအပြင်ကို အလဲပတ်ထွက်ချင်နေပြောခဲ့တယ်ဒါပေမဲ့ငါကိုယ်တော်ကသူ့ကိုတားခဲ့မိတာအခုတမီးတော်လေးကိုပြန်လိုက်ပြီးရှာရမယ် ခမဲတော်ပြန်ရှာနေစရာမလိုတော့ပါဘူး။တမီးတော်ပြန်ရောက်ပါပြီ။ဟေးတမီးတော်လေးပဲခမဲတော်ကိုခွင့်လွှတ်ပါ။နန်းတော်ထဲမှာနေရတာဒီလောက်ခက်ခဲမှန်းခမဲတော်မသိခဲ့လို့ပါ။ခွင့်လွှတ်ပါတမီးရဲ့။တမီးတော်လည်းခွင့်လွှတ်ပါခမဲတော်။ဒီနေ့အပြင်မှာပြဿနာအကြီးကြီးနဲ့ကြုံခဲ့ရတယ်။တမီးတော်အယမ်းကိုဒုက္ခရောက်ခဲ့တာ။ဘလို့ပြဿနာနဲ့ကြုံခဲ့ရတာလဲတမီး။ တမီတော်တဲ့ကိုရောက်တော့အစိတ်ရှိတဲ့မွေးတကောင်ကတမီတော်ရှိတက်တဲ့ကိုရောက်လာခဲ့တာဒီကလူငယ်လေးကခြေတလန်စောလို့တာပေါ့သူကတမီတက်ကို ကဲပေးခဲ့တာ သူသာရောက်မလာရင်တော့ခမီးတော်ရဲ့အလိုလေးကျေးဇူးကြီးလာပါတယ်တာရင်တာကတမီတော်ရဲ့တက်ကိုကဲခဲ့တာဆိုတော့ကျုပ်တို့ရဲ့တက်သခင်ကျေးဇူးရှင်ပါပဲတမီးရဲ့တက်ကိုကဲတာလဲကျုပ်တို့ရဲ့တက်ကိုကဲလိုက်တာ ਨੇ အတူတူပါပဲဒီလိုလဲမဟုတ်ရပါဘူးရှင်မင်းကြီး ဒါပေမဲ့မင်းသမီးလေးကိုတော့တယောက်တည်းလွတ်မထားလိုက်ပါနဲ့။အန်နီတွေကဝိုင်းနေလို့ပါ။ဒါပဲသူ့ကိုနည်းနည်းပါပါရှင်းပြလိုက်ပါတော့။ကျုပ်တို့ပြောရင် သမီးတော်ကနားမလည်ဘူး။သမီးတော်နားလည်သဘောပေါက်သွားရင်ကျေနပ်ပါပြီ။မင်းသမီးလေးလည်းနောက်ကိုတယောက်တည်းရှောက်မသွားပါနဲ့တော့။အန်နီရဲ့ရှိတယ်ဆိုတာကိုမင်းသမီးလေးလည်းနားလည်သဘောပေါက်သွားလောက်ပါပြီ။အခုကျွန်တော်မျိုးကိုတွားခွင့်ပြုပါအောင်ရှင်မင်းကြီး။တွားတော့မလို့လားနေပါအောင်။ အ ਨੇ ဆုံးတစ်ခုခုတော့ဧကန်ကျွေးမွေးခြင်းလို့ပါမဟုတ်တာကျွန်တော်မျိုးအချိန်ဖြုံးနေလို့မရပါဘူးအလုံးလုံးစရာတွေရှိနေသေးလို့ပါပြီးရင်အိမ်ပြန်ရအောင်ပါပါအိမ်သားတွေလည်းစောင့်နေလောက်ပါပြီကောင်းပါပြီဒါဆိုလဲမတားတော့ပါအောင်နော်လူငယ်လေးဘယ်ရောက်နေလဲလူငယ်လေးရေအသိအင်ကိုကြုတ်တို့လားလေတာပါဘယင်ကြီးကိုယ်တိုင်ကျွန်တော်မျိုးအိမ်ကိုကြွလာတာဝမ်းသာလာကြောင်းပါ ကြွပါဗျာကြွပါဝင်းမအောင်ကျုပ်တို့တွေကျေးဇူးတင်မဆုံးနိုင်လို့ပါ လူငယ်လေးရဲ့လုံရကမုံမြက်လာပါတယ်အခုဆိုတမီးလေးကလိမ်မာနေပြီမဟုတ်တာဗျာမင်းသမီးလေးကအစတွေကမစိုးပါဘူးဒါနဲ့တခູ່လောက်ပြောပြရစီအောင်လူငယ်လေးအစ်တင်တို့၃ယောက်ကဒီအိမ်လေးထဲမှာဘလို့နေကြလဲဒီလောက်သေးငယ်တဲ့အိမ်လေးထဲမှာလူ၃ယောက်နေနေကြတာလားဟုတ်ပါတယ်ကျွန်တော်မျိုးတို့အတွက်တော့အခက်အခဲမရှိပါဘူး နီးပြောပါတယ်အရှင်မင်းကြီးကျုပ်ရဲ့ဘက်ကဒီအမေအိုနှစ်ယောက်ကို တောင်းဆိုချင်တာရှိပါတယ်ကျုပ်တောင်းဆိုတာလက်ခံရင်တော့တိတ်ကိုကောင်းမှာပါပဲဒီနေ့ကစပြီးတော့သင်တို့ဒီအိမ်မှာမနေကြတော့နဲ့ကျုပ်ရဲ့တော်ဝင်နန်းတော်မှာလိုက်နေကြပါ ပြောရရင်ဒီကလူငယ်လေးကကျုပ်ရဲ့သမီးတော်လေးအသက်ကိုကဲတင်ပေးခဲ့တယ်အဲ့ဒီတည်းကသမီးတော်လေးကဒီလူငယ်လေးကိုသဘောကျရင်နှိမ့်ချနေတာပါ ဒါကြောင့်လူငယ်လေးကိုသမီးလေးနဲ့အိမ်အောင်ရသားချပေးခြင်းနဲ့ဘလူပဲဖြစ်ဖြစ်သမီးတော်လေးကအိမ်အောင်ဘက်ရှိတဲ့နဲ့ရွယ်ကူရောက်နေပြီလေ။ကျေးဇူးပြုပြီးတော့မငင်းလိုက်ပါနဲ့နော်။တရင်ကြပြီပြီလားရှင်။ဘာတရင်လဲ။ဦးကြီးကလည်းဝင်ကြီးတစ်ပါးလုံနေပြီးတော့ဘာတရင်မှမကြဘူးလား။မိမကိုပြောချင်တာလဲငါနားမလဲဘူးဘာတရင်လဲရှင်းရှင်းလင်းလင်းပြောစမ်း။ဒီနီးနားကရွာကစင်ရသားကောင်းလေးနဲ့ မင်းသမီးလေးရဲ့အိမ်တော်ရဲ့အကြောင်းကိုပြောနေတာ။ဘာပြောနေရလဲတကယ်လား။ငါဒီအကြောင်းကိုမကြားမိဘူးနော်။ဒါဆိုဘယင်ကြီးကဦးကြီးကိုမယုံဘူးဆိုတဲ့သဘောပေါ့။တခြားဘယင်တွေဆိုအကြံဉာဏ်မှန်သမျှကိုသူတို့ဝန်ကြီးနဲ့တိုင်ပင်ချတာလေ။ဒါတွေကိုခောက်ထားပါ။နားမလည်တာကမင်းသမီးလေးကစီးရသားကောင်လေးနဲ့လက်ထပ်ပြီးရင်အိမ်ဆုံးလေးထဲမှာဘလို့လားနေမှာလဲကျမလည်းနားမလည်နိုင်တော့ပါဘူးကျမတို့မိမာရီများနော် ဘာမဆိုလုံရဲကြတယ်မဖြစ်ဘူးငါရှိနေတော့ဒီမင်္ဂလာပွဲမဖြစ်မြောက်စေရဘူးငါကိုယ်တိုင်သွားပြီးတော့အဲ့ဒီစင်းရဲသားကိုချင်းချောက်ရမယ်သူလက်ထက်ရဲလားကြိကြသေးတာပေါ့ကွာဒါနဲ့ကျမအတွက်ပတ်စံရောဘာပတ်စံပတ်စံမဲပြောမနေနဲ့လောဘကြီးလို့ရင်မကားမှုကွာအော်အခုတော့ကျမဂျေဆုကိုမင်းနေပေါ့လေဘာဂျေဆုလဲအပြောမကြီးနဲ့ နင်တို့လိုစင်းရဲသားတွေကိုပတ်စံပြမိတာကိုကငါအမှားပဲကောင်းပြီလေအချိန်တန်ရင်ကျမအကြောင်းကိုရှင်သိရမှာပေါ့ဟေးကောင်းလေးထွက်ခဲ့စမ်းအပြင်းကိုမြင်မြင်လာခဲ့ဦးကြီးကဘသူလဲဗျကျွန်တော်ဦးကြီးကိုမသိဘူးဖြစ်နေတယ်အေးမင်းငါ့ကိုသိစရာလည်းမလိုဘူးပြောစမ်းမအောင်မင်းကအနုလက်နဲ့ရွှေခွက်နှိုက်ချင်နေတာလားဗျာကျွန်တော်နားမလည်ဘူးဗျာ ေးကြက်ကြက်တတိထားမင်းကများတော်ဝင်မိသားစုကိုဝင်ပြီးတော့ဘရင်တမန်ဖြစ်လာဖို့စူးစမ်းရတယ်။လုံရရင်လုံကြည့်မင်းရဲ့လက်ရောခြေထောက်ရောကိုချိုးပြီးတော့မင်းကိုပါလွှင့်ပြလိုက်မယ်။ဟဲဝင်ကြီးဒီကိုပါလာလောက်တာလဲ။ကျမကိုဒီနေရာမှာတွေ့လိုက်ရတော့တိတ်ကိုလန့်သွားမှာပေါ့ဟုတ်တယ်မလား။ရှင်လူငယ်လေးကိုဘာပြောလိုက်တာလဲ။အိုးဘာဘာမှမဟုတ်ပါဘူးဘယင်ကြီးရဲ့တမတ်ကိုလာပြီးတော့ကျူဆူတာပါကျူဆူဟာရယ်နော် ခုမှဘာကိုကြိုးဆိုတာလဲ။ तू ကကျွန်တော်ကိုလာပြီးတော့ချိန်ချောက်တာပါ။ချိန်ချောက်တယ်လေလား။ဟုတ်ပါတယ် तू ကချိန်ချောက်ပါတယ်။အိုးမဟုတ်ရပါဘူးဗျာ။ဦးကြီးကဒီကလူငယ်လေးရဲ့တက်တီကိုစမ်းတက်ကြည့်တာပါ။လူငယ်လေးကဘရင်တမန်ဖြစ်လာဖို့ထိုက်တန်လားမထိုက်တန်ဘူးလားဆိုတာသိရအောင်ပါ။ဒါဖြင့်ဘယင်ကြီးရဲ့ခွင့်ပြုချက်နဲ့စမ်းသက်တာလားဗျ။ဟုတ်ဟုတ်တယ်။ကောင်းပြီလေ ဒီအတွက်ခွင့်ပြုချက်ဆိုရင်ဘလို့ခွင့်ပြုချက်လဲဆိုတာကျမဘယင်ကြီးကိုမေးလိုက်ပါမယ်။အိုးမလို့မလို့ဘာမှဘယင်ကြီးကိုမေးစရာမလိုတော့ပါဘူး။ကျုပ်ကလာတွေ့ကြည့်အောင်ပါ။ကဲပါအခုတွေ့ပြီပြီဆိုတော့သွားတော့မယ်နော်။ကျုပ်သွားပြီ။ဒါလေအဲ့ဒီလူကအမေကိုလည်းလာပြီးတော့ချိချောက်ဘူးတဲ့။ "तू ကတိတ်ကိုလဲတာ။သူ့ကိုတရီချပါ။ဒါနဲ့ तू ကဘာတူလဲအမေ။ तू ကဘယင်ကြီးရဲ့ဝင်းကြီးချုပ်ပဲ။" အတိုင်မင်ခံဝန်ကြီးပေါ့အိုးရုတ်တရက်ကြီးရောက်လာတာဘာကိစ္စများလဲအရှင်မင်းကြီး ကျွန်တော်မျိုးဒီကိုလာတာအရှင်ရဲ့ဝန်ကြီးချုပ်ကိုတိုင်ကျင်လို့ပါဟေးဒီဝန်ကြီးဒီတစ်ခါရောဘာပြဿနာတွေရှာထားပြန်ပြီလဲအမေဦးမင်းသမီးလေးနဲ့လူငယ်လေးလက်ဆက်ကြမယ်ကြတော့ကျမတို့နေရင်ထီလာပြီးတော့လူငယ်လေးကိုချင်းချောက်ပါတယ်အရှင်။အောက်မှာအတင်းရင်းလိုက်တဲ့ဝင်ကြီးသူ့ကိုတားမြစ်ထားတဲ့ကြားကပိုဆိုးလာတာပဲ သူ့ကိုကောင်းကောင်းပညာပေးမှဖြစ်တော့မယ်။ဒါနဲ့သူ့ကိုဒီမှာမတွေ့ရပါလား။ဟုတ်ပါကျုပ်လည်းမသိဘူး။ဒီနေ့မတွေ့မိသေးဘူး။ကျုပ်သူ့ကိုသင်ခန်းစာပေးရမယ်။အရှင်မင်းကြီးတမီလေးသာဒီเจ้าကိုတည်သွားရင်တော့သူ့ကိုဒီတိုင်းထားမှာမဟုတ်ဘူး။တန်ဖိုးမရှိတဲ့လူသားကသူ့ပါ။မင်းသမီးလေးအတွက်အရန်တင့်တော်တဲ့သူတို့သားကိုရှာတွေ့ပြီလို့အရှင်ကပြောနေပြီမဲ့ ဒီလိုလူတွေကြောင့်ပဲမင်းသမီးလေးကိုပြက်တနာဖြစ်စေပါလိမ့်မယ်။ကျုံနားလည်ပြီ။ကျုပ်အားလုံးကိုသဘောပေါက်ပြီ။အခုချိန်ကစပြီးတော့ဘသူမှမင်းကိုမျက်နှာကြောမှမနဲ့တောင်ကြည်ရဲစေမှာမဟုတ်ဘူး။စိတ်ချပါ။ဒီနေ့တော့ဘယင်ကြီးကိုကျွန်တော်မျိုးမှအားလုံးရှောက်တင်ပါတော့မယ်။ဝန်ကြီးကကျမကိုအတုံးချပြီးတော့အရှိအမေကိုအိမ်ကနေနှင်ချစီခဲ့တာပါ။ဟိုမကြီးအမေဟိုနားမှာမတ်တက်ရက်နေတယ်။ ဘရင်ကြီးစီမသွားခင်အမေကိုရင်တောင်းပန်ကြရအောင်လာခဲ့လာခဲ့အမေနေကောင်းရင်လားအမေဟမ်မင်းတို့ကဘာလာလောက်ကြတာလဲကျမတို့အမကြီးကျူးလွန်မိခဲ့ပါတယ်မေကျမတို့နဲ့ပြန်လိုက်ခဲ့ပါငါကဘယ်ကိုလိုက်ရမှာလဲပြီးတော့မင်းတို့ကဘသူတွေလဲငါမင်းတို့ကိုမသိဘူးအမေတားတို့ကိုတော့မသိတော့ဘူးလားအမေဘာလို့တားကိုရင်းနှောင်းအောင်လုပ်နေရတာလဲ နင်တို့ကငါ့အမလည်းမရှိဘဲနဲ့ငါ့ကိုအိမ်မော်ကနေစွန့်ပစ်တယ်။နင်လိုမျိုးသားဆိုသားမိုင်းငါ့မှာမရှိဘူး။အမေရဲ့ကျမတို့မလိမ်မာပဲမိုင်းမဲမိပါတယ်။ကျေးဇူးပြုပြီးတော့ခွင့်လွတ်ပါနော်။နင်တို့တွေကခွင့်လွတ်ဖို့မထိုက်တန်ဘူး။ငါခွင့်လွတ်ပေးလိုက်လို့လည်းဘာမှထူးလာမှာမဟုတ်ဘူး။ငါအခုဒီနေရာမှာငါ့ချွေးမအစ်စ်လေးနဲ့နေရတာပိုးပျော်တယ်။အမေရဲ့အမေအိမ်မှာလည်းပြောရမှာပါ။ငါပြောပြီးပြီလေ။ငါနင်တို့နဲ့ပြန်မလိုက်ဘူး။ ငါ့ကိုအမေတယောက်လိုသဘောမထားတဲ့မလေးမစားမယူသေးတဲ့နေရာမှာငါမနေဘူး။နောက်ဆုံးမှာတော့မိဘဂျေစုကိုမတိတက်ဘဲနဲ့စိုးသွမ်းလိမ်မာတဲ့တားမဟာစင်းရဲမွဲတီသွားပြီးတော့မိဘဂျေစုကိုတိတက်တဲ့တားလိမ်မာလေးကတော့စင်းရဲပြီမဲ့လေဘရင်သမီးနဲ့ညားသွားကပျော်ရှင်စွာပေါင်းဖက်သွားပါတဲ့ကွယ်။ဟုတ်ကဲ့ပါ။ဒီနေ့တော့ပုံမြင်လေးကတော့ဒီလောက်ပါပဲရှင်။ပုံမြင်လေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ နောက်ထပ်ပုံမြင်အစ်စ်တွေနဲ့ပြန်လာခဲ့ပါအောင်ရှင်